မင်္ဂလာပါရှင်စက်တင်ဘာလ29ရက်တနင်္လာနေ့အတွက်ရွှေငွေလှလှရှရှရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ဓမ္မတာကိစ္စအဖွဲ့ချုပ်ဩဝါဒစရိယပူဇာနဲ့ဂုဏဝိသိဒ္ဓပူဇာဝယ်ကျင်းပတဲ့တဲ့တင်။ရွှေကုံစေတော်စနေတောင်းရွှေတောင်းငွေတောင်းတစောင်းဤကေငါရဲ့ဝင်းဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့48ကျိမ်းမြောက်ဩဝါဒစရိယပူဇော်ဝယ်ဂုဏဝိသိဒ္ဓပူဇော်ဝယ်နဲ့73ကျိမ်းမြောက်ဝါစုသင်္ကန်းစက္ကလူရံမွေကိုစက်တင်ဘာ28ရက်နေ့နေ့ပိုင်းက ရန်ကင်းမြို့နယ်15ရပ်ကွက်ဘောက်ထုံမာလာမြိုင်တန်းရှိနှစ်ကျိတ်ရှစ်စုဓမ္မယုံရှင်ပြုလုပ်ရာပြင်ဖိတ်ထားတဲ့တန်ဃာတော်များဓမ္မတာကိစ္စအဖွဲ့ချုပ်ဥက္ကဋ္ဌသီရိသူဓမ္မသိင္ကြီးဒေါခင်ရင်စု အမှုဆောင်များနဲ့အသင်းဝင်များတက်ရောက်ကြပြီးပြစ်စနိကာယသာသနာ့ပိတ်မှန်ကြောင်းနိုင်ဆရာတော်ထံမှငါးပါးသီလခိုင်ယူဆောက်တည်ကဩဝါဒစရိယဆရာတော်ကြီးများအားလူပဲဝိတ္ထုပစ္စည်းများနဲ့ဝါစုသင်္ကေများဆက်ကပ်လှူဒန်းကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့လှလှထွေးကပြပူလာတာပါ ဆက်လက်တင်ဆက်ပေးမှာကတော့ဗဟန်းမြို့နယ်ရှိရွှေတောင်ကြားတရက်ွက်တွင်မိလာမှုဖြစ်ပွားတဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ရွှေတောင်ကြားတရက်ွက်ငွေဝတ်မှုရိတ်သားလန်းအမှတ်90မြေဆောင်တာအခန်းတစ်ခုတွင်စက်တင်ဘာ29ရက်ည10:00မိနစ်40ခန်းကအေဂွန်အတွင်းပံကာရဲ့မော်တာအပူလွန်ခဲ့ပြီးမိစားထွက်ရာမှာအောက်ရှိမွေရာဘို့သို့မိကုဆက်လောင်ကျမှုဖြစ်ပွားကြောင်းသိရပါဗျ။ မိလာမှုဖြစ်ပွားရသူမိငိမ့်သက်ရင်၄စီမိသက်ရည်သက်ရင်6စီတန်နေမိသက်တက်ဖွဲ့ဝင်52ဦးအယံမိသက်တက်ဖွဲ့ဝင်18ဦးတို့ဖြင့်ရောက်ရှိမိငိမ့်သက်ခဲ့ရာည7:16မိနစ်တွင်မိငိမ့်ကြောင့်လည်းလူနေတရိတ်ဆန်ထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့နိုင်လင်းအောင်ကပြပူလာတာပါထပ်မံတင်ဆက်ပေးမှာကတော့မြမရွာလက်ဝဲစိန်ခွဲကျင်းပတဲ့သတင်းအာကစားနေလူငယ်ရေးရာဝန်ကြီးဌာနမြန်မာနိုင်ငံရွှေရလက်ဝဲအဖွဲ့ချုပ်ကကျင်းပပြီး JNCS Company Limited ကစီစဉ်ကျင်းပါတယ်။ Bright Glory Honor မြမရွာလက်ဝေစိန်ခေါ်ဝဲကိုစက်တင်ဘာ28ရက်မွန်လွေပိုင်းကရန်ကုန်မြို့ရှိတင်ပြူအားကစားခွင့်မှာကျင်းပကြောင်းသိရပါတယ်။အဲ့ဒီလက်ဝေစိန်ခေါ်ပြိုင်ပွဲမှာတွဲဆိုင်ဆယ်ဆိုင်ပါဝင်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပြီးတော့အဲ့ဒီမှာလေးကြီးစိန်ခေါ်ဝဲကိုတွဲဆိုင်လေးဆိုင်ထိုးသက်ရှင်ပြိုင်ကြရာပူတဲတီရရှိကြောင်းသိရပါတယ်။ငါးကြီးစိန်ခေါ်ပွဲမှာတော့ရာမန်နဲ့အောင်ခိုင်တို့အကြိမ်နဲ့ထိုးသက်ရှင်ပြိုင်ခဲ့ကြရာပူတဲတီရရှိပါတယ်။ ထုံမဲနိုင်တဲ့စောထူအောင်ပွဲမှာထုံမဲနိုင်ကပထမအကြိမ်မပြီးခင်အလဲထုအနိုင်ရရှိပြီးစောပါဟိန်နဲ့စောမဲနိုင်ပွဲမှာစောပါဟိန်ကအနိုင်ရရှိကြောင်းသိရပါဗျ။စလိုက်ထန်ခွေရှိန်နဲ့ရှမ်းတောက်ပွဲမှာစလန်းထန်ခွေရှိန်ကအနိုင်ရရှိခဲ့တာဖြစ်ပြီးတော့ရဲလင်းဦးနဲ့စီတိုးပွဲကတော့ပူတဲ့တီရရှိခဲ့တာဖြစ်ပါတယ်။တုံးချီစိန်ခေါ်ပွဲအနေနဲ့အမျိုးသမီးပွဲမှာလင်းဆန္ဒထုံနဲ့မာလာဝင်းတို့ရှင်ပြိုင်ထိုးတက်ကြပြီးပူတဲ့တီရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ရိတ်သည်များရှင်ကျမတို့ရှန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များကိုကျေးဇူးတူတင်ရှိပါတယ်ရှင်။